ဲ့ပူဇော်တဲ့ညနှုတ်ကြီးကပူဇော်ဖို့ရပူဇော်တာနောက်မှကြည်လိုက်ရင်ဘုရားတရားအလျားတစ်စုဘေးကသူဝတ္တိမေတော်နှစုပေါ့အဲ့လိုရှင်းပြီးတော့ပူဇော်ရှင်းမှာတော့ခေါင်းပေါင်းနဲ့ဘုရားပေါ့သူစင်းတော့အမိတာဘနောက်ကြတော့ဗောဓိတတသူစင်းတော့နားလည်အောင်တော့မပြောတတ်ပြီမဲ့ပူဇော်ချီးညိုတဲ့သဘောကတော့အံဩလောက်ပါလေ ရာတော်တွေညွတ်နေတဲ့ပုံလဲကြည့်လို့ရပါတယ်ဘုရမယူနီဖောင်းတွေကတော့အညူရောင်လည်းရှိတယ်ဒါမျိုးချီကြတော့အဲဒါတက္ကနာပြီးသွားတဲ့ဘော တွေရဲ့ဘယ်လိုမျိုးမိဘတွေရဲ့ရုပ်တွေနဲ့အတူတရားနာတွေရွတ်ကြတာပေါ့ ုံးမြင်တွေ့ရအောင်ပြရတဲ့ဘောပါအပေါ်မှာလှုပ်ထားတဲ့ပုံလေးအလုံးကိုအမတ်တရားကြော်ချင်းပူရောချင်းတို့ရဲ့အလုံးမြင်တွေ့ရအောင်သင်ပြရင်ဦးစင်ဘောရကိုင်းဆရာတော်ရဲ့ ြုဆိုခြင်းပူဇော်ခြင်းမာယာနဟာဗန်ကြောင့်ကဆရာတော်နဲ့သူ့တက္ကသိုလ်မတွေဒီအနံကပုံစံကအမတ်ရတင်ပြပြီးတာပါ ခေါင်းလုံးလေးကထူသေးတယ်အပီးရအခမ်းနာကိုမဆက်လုံးနဲ့ကြည့်ရတာပေါ့ကတော့နောက်ဆုံးခန်းပေါ့ဒါ phương bộ cái vụ nam mô thập phương pháp giới thượng thủ tham bảo các đại chứng minh nam mô tây phương cực la thế giới đại từ đại bi tiếp dẫn đạo sư a di đà phật tát đại chứng minh င်းလေးလည်းသူကစီထားကြတယ်။ဘီယာကတောင်းဝေခေါ်ချင်းဖတ်ကြတာကိုလာကြည့်ရင်ဘန်ခံဟောကားပြန်ထံချီးပြန်ကိုလာပြေကိုကြည့်ရအောင်ဘူထာယီတောင်းတဲ့ကဲအားလုံးနှုတ်ဆက်ပါတယ်ဒါနောက်ဆုံးအခမ်းအနားပြဆုံးတော့တို့ရဲ့ဆရာရဲ့အလီယုတ်ကိုလိုက်ပြီးတော့ဖန်ရင်အမတ်တရားတင်ပြပေးတာပါအကြောင်းနဲ့အကြောင်းအကျယ်ကြီးအောက်ပါတယ်ကားရောစိုက်ကယ်ရောအပြည့်ထား မမေစီမသိအောင်ပြင်ပြပေးလိုက်တာပါအလုံးချမ်းနိဗ္ဗာန်ကအင်္ဂါချမ်းသာရှိပါလေ